မမြင်ချင်ပါဘူးဒါပေမဲ့ဆိုတေဦးဆောင်ရဲ့စူးစမ်းအားထုတ်မှာပြင်ပန်းတယ်နိပြင်ပန်းတယ်ခက်ခဲတယ်လွလွန်နဲ့ဖြစ်သွားရတော့အကောင်ဆုံးပဲတချို့ကလွလွန်နဲ့ဖြစ်တာရှိတာပေါ့နော်တချို့ကလည်းအရင်ခက်ခဲပြီးမှနေရတနေရရခါကြတော့ဟိုသူတို့ရရှိစူးစမ်းရမယ်ဒီဆွဲကသူတို့စီမှာရှိချင်မှရှိမယ်ပြီးတော့မအောင်မြင်တဲ့ခံစားမှုကသူတို့စီမှာခံနိုင်ရှိချင်မှရှိမှာလေအဲ့ဒါမျိုးမခံစားစေချင်ဘူးဖြတ်တန်းလာလဲဘဝကို ိဆုံးလေအဲ့လိုမျိုးခန္ဓာရင်ရှိမှအဲသူဒရိုက်တာပဲဖြစ်စေချင်တယ်နောက်ဆုံးရေချုပ်နေကြလို့အယူတရားဘာမီလောကတော့ဘာမတူဘူးဒီဆက်ကမှမဆက်ဟာညောဖောရဲ့အမေပေါ့နော်အဲတာသမီကိုချစ်တဲ့အမေအမားမဟောခွဲခြားပြတဲ့အမေပေါ့နော်အဲအထွေထူးတော့မရှိပါဘူးအဲတာသမီပုံမှာဒီလမ်းညော်ကောင်းတဲ့ဘက်ကိုလမ်းညော်တာပေါ့နော်ဒီမဲ့တာသမီကကိုယ်စကားနားမထောင်ဘူးဘာပဲဒါကိုကိုလောက်ရမဲ့ ကာရိုက်တာကိုမစတော့တာတောင်းဝကြအောင်မစအကောင်းဆုံးတဲ့အမြဲတမ်းလုပ်နေကြပါတော့ဒီတကားမှမဟုတ်ပါဘဲကမ်းဆိုဒီပါပဲနားစရာအဲ့စကားကြတော့မှတာတော့ဘောပီတိတက်ဖြစ်တယ်အေးနားလည်းမထောက်ဘူးဆိုအဲ့ဒီတော့မဆက်မချက်ပါဘူးအင်းလက်ကူဟုတ်တယ်အော်အင်တာဗျူးမှာကြည့်ရတာသူ့ကြည့်ရတာကိုစိတ်ရှုပ်နေတယ်လို့ပဲကိုကအဲ့လိုမျိုးတတ်ပြတ်နေတဲ့ပုံပုံကြိုက်တာပေါ့နော်အခုကတော့သူ့အိုင်ရနဲ့သူဖန်တီးနေတာပေါ့နော်မစရောကတော့ဘာဖြစ်အဲကိုသူရှောက်မဲ့လမ်းမှာမစရောကလားတထောင်တညာကြီးကပတ်မှုတာပဲရှိတယ် အခုကတော့သူရှောက်မဲ့လမ်းမှာသူ့အိုင်ဒီယာနဲ့သူ့ဟာနဲ့သူသွားတာဟာကြတော့အောင်မြင်စခြင်းလေလေဟိုဒါမစရိုလည်းအသိကြည့်ပြီးဆိုတော့အောင်မြင်တဲ့ဒရိုက်တာတယောက်နေနဲ့ပြင်ကျင်တာပေါ့နော်အတူတည်းတော့အပေးနေတာပေါ့မမှန်လေးလုပ်ဖို့ပေါ့နော်လူငယ်ဆိုတာလူငယ်တွေအပေးတာပေါ့နော်သူတို့ကဟိုပေါ့ရေဖန်ချင်းနေတာပေါ့နော်အဲ तू ကတော့အဲ तू ပါ तू ရဲ့မြေကမှာတော့အမေပါမှာပေါ့မမြင်ချင်ပါဘူးဘာဖြစ်ဆိုတေဥဆောင်ရဲ့စူးစမ်းအထုတ်မှာပြန်မှန်းတယ်နေ အမှန်တည်းခက်ခဲတယ်လွယ်လွယ်နဲ့ဖြစ်သွားရတော့အကောင်းဆုံးပဲတချို့ကလွယ်လွယ်နဲ့ဖြစ်တာရှိတာပေါ့နော်တချို့ကလည်းအများခက်ခဲပြီးမှနေရတနေရရခါကြတော့ဟိုသူတို့ရည်ရှိစူးစမ်းရမယ်ဒီဇွဲကသူတို့စီမှာရှိချင်မှရှိမယ်ပြီးတော့မအောင်မြင်တဲ့ခံစားမှုကသူတို့စီမှာခံနိုင်ရှိချင်မှရှိမှာလေအဲ့လိုမျိုးမခံစားစေချင်ဘူးဖြတ်တန်းလာတဲ့ဘဝကိုအတိဆုံးလေအဲ့လိုမျိုးခံနိုင်ရှိမှ သူ trader ပဲဖြစ်စေချင်တာ။ညာတော့မစတော့ဒီဖြတ်သန်းလာတဲ့အချိန်မှာဟိုအစတော့ပဲခဏလေးရှိမယ်နော်။ဖြတ်သန်းလာရင်လည်းပဲဒီလိုပဲတီးခိုင်းရေးတီးခိုင်းခဏလေးရှိတာပေါ့နော်။ဒီလိုမျိုးလဲတချို့ကလေးတွေကဟိုပါပေါ့အတွေးတွေကနုတယ်လေ။ခံစားလွယ်ရဟာကြောက်တော့အဆင်မပြေဘူး။မစတော့တော့ခံစားမလွယ်တော့ဘူးပေါ့။ထိုင်နေတဲ့ရှိသွားပြီဆိုတာအဲကိုယ့်ရဲ့နေပဲအစီအစီရောအပြင်လောကအစီအစီရောအဲ့လိုမျိုးပေါ့ ထိခိုက်တဲ့ဟာတွေမျိုးကြတော့ကလေးကိုမခံစားစေချင်ဘူးတကလေးကိုလာရောက်အားပေးပါလို့ပဲပြောဆိုတာအဲသူတည်းဆန်းလန်းလေးကဟိုနည်းနည်းလေးထူးတယ်ပေါ့နော်ပုံမှန်သမီးရိုးကြတာမဟုတ်ဘူးအဲအဲ့ကြောင့်မလာရောက်အားပေးပါလို့